စတမ်ကိုစိန်ခေါ်ပြီးတော့ပြင်းပြခြင်းနေတဲ့မြမကုံဆောင်ကရန်ကြက်တင်မှာဘောရလုံးဝမင်္ဂလာပါခင်ဗျာကျွန်တော်ကိုအမ်ပါ Goan Sports ကနေပြန်လည်ပြီးတော့ဂျူဆူလိုက်ပါဘရိုနီကာကအွန်လိုင်းဆန်းလိုမျိုးကဘာသီးမြမဖိုင်တာဖြစ်ချင်နေပါလေဝမ်ချမ်ပီယံရှစ်ချမ်ပီယံကပတ်အရယူရည်မှန်းထားပြီးတော့အတားစီမှန်သမျှကိုကြော်ဖြတ်ပြချင်နေတာပါဘရိုနီကာကပြီးခဲ့တဲ့တောက်ကြာနာမှာတရုတ်ဖိုင်တာလီမင်ဂီကိုအနိုင်ယူပြီးတော့ ချန်ပီယံကမ္ဘာသွားရလမ်းစီအတွက်အထောက်ပံ့တစ်ခုကိုပိုင်ဆိုင်ခဲ့ပါတယ်။ဘရိုနီကာနိုင်ရခဲ့တဲ့တရုတ်ဖိုင်တာကကစ်ပောင်စင်ကဝေမပါ။တကယ်လို့များဝမ်းချန်ပီယံရှစ်ရဲ့ဇန်ညောမှာသူကအဓိကဇက်ဆောင်ဖြစ်လာမယ်ဆိုရင်ဘရိုနီကာနဲ့ပွဲကိုကစ်ပောင်စင်ပွဲဖြစ်နဲ့ထိုးခိုင်းမှာပါ။ဒါပေမဲ့ဝမ်းဘက်ကဘရိုနီကာကိုတိတ်ထိတင်ကျင်နေပါတယ်။ဒီတော့မွေတိုင်းစီမင်းနဲ့ထိုးခိုင်းခဲ့ပါတယ်။ဘရိုနီကာသူ့ဘက်မှာရှိနေအားသာချက်ကိုအသုံးမချပဲကစ်ပောင်စင်စတိုင် ထိုးပြသွားတာချီးကျူးဖို့တိတ်ကောင်းပါတယ်။မွေတိုင်းဟန်အတိုင်းကလင်းစွေး အပူးချုပ်တွေတတောင်းတွေဒူးတွေသုံးပြီးတော့ကစားရင်ဘရိုနီကာအပြတ်သက်အနိုင်ရနိုင်တာအမှန်ပါပဲဒါပေမဲ့ဘရိုနီကာမထိုးပြတဲ့ပြင်သစ်ဖိုင်တာမန်ဆန်နဲ့ပွဲတွက်ကိပောင်စေးလေးချင်းနဲ့အကျိုးကျေးဇူးကိုအသုံးချခဲ့တာဖြစ်ပါတယ်ဒေဖိုင်တာလီမင်ဂျွာလည်းအသေးကောင်းကောင်းဇွဲကောင်းကောင်းနဲ့ထိုးတတ်သူတယောက်ပါဒါပေမဲ့မြမအသွေးမြမမန်နဲ့အောင်ပွဲစာလောင်စိတ်ပြင်းထန်နေတဲ့ဘရိုနီကာအသေးကိုမရှင်နိုင်ခဲ့ပါဘူးဘရိုနီကာလည်းမထိုးနိုင်လို့ဝေဖန်သူတွေလည်းရှိနေပါတယ်အဲဒီဝေဖန်မှုတွေကတော့မဖြစ်သင့်တဲ့အရာတွေပါတချိန်တည်းမှာပဲဝမ်ချမ်ပီယံရှစ်ဘက်ကဘရိုနီကာကို ချန်ပီယံလိုင်းအောင်ထွင်ပေးရတော့မှာဖြစ်ပါတယ်။ဘရိုနီကာရဲ့နောက်ထပ်ပြစ်မှတ်ကထိုင်းပရိသတ်အသေးကြော်စတမ်ပါပဲ။ဂျော်ဒါဝင်းရဲ့ရည်စရာမောစရာတွေလုံးပြနေတဲ့ဖဲတက်စ်ကစတမ်ကဘရိုနီကာထပ်ပြီးတော့ကြော်ဖြတ်မဲ့တားဆီးပါ။ဘရိုနီကာကစတမ်ရဲ့ညမဂျူနီယာကိုစိတ်ကြိုက်ပညာပေးခဲ့ပြီးပါပြီ။စတမ်ဘရိုနီကာထပ်မွေတိုင်းအတွေ့အကြုံပိုများပြီးတော့ချန်ပီယံဖြစ်ဖူးပါတယ်။ဘရိုနီကာကစတမ်ကိုလေးစားမှုရှိပါတယ်။ဒါမဲ့စတမ်ဟာသူနင်းဖြတ်သွားမယ်လေကားတစ်ခုဆိုတာကိုသိနာလေထားပါတယ်။စတမ်ကဘရိုနီကာကိုအစာမကြေဖြစ်နေပုံပါပဲ။ ဘရောနီကာအမြဲတမ်းစိန်ခေါ်နေတတ်ပါလေအခုဘရောနီကာဘက်ကစတမ်နဲ့ထိုးဖို့အတွက်စိတ်အားထက်သန်ပြီးတော့အသင်းဖြစ်နေပါပြီသူတို့နောက်ကလာမယ့်နစ်ဆန်ပိုင်းလောက်မှာပွဲဖြစ်လာမလားစောင့်ကြည့်ရပါမယ်ဘရောနီကာကတိုက်ခိုက်အားကစားနည်းနဲ့တူမြန်မာတိုင်းဂုံရွားမဲ့အမျိုးသမီးတူဖြစ်ချင်နေပါလေအွန်လိုင်းဆန်လို့ဘဝမျိုးကိုဘရောနီကာမျော်လင့်နေတာပါအွန်လိုင်းဆန်စီကနေလဲဘရောနီကာအားပေးစကားတွေကိုပိုင်ဆိုင်ထားပါလေပြီးကြတဲ့လီမင်ဂူနဲ့ပွဲမတိုင်ခင်မှာဘရောနီကာကိုအွန်လိုင်းဆန်အားပေးစကားဆိုခဲ့သလို ဘရိုနီကာကိုကျမ်းမာရေးနဲ့ညီနေတိုင်းစားတော့ဖို့တိုက်တွန်းလေးရှိပါတယ်။အွန်လန်းဆိုင်ကဘရိုနီကာတနေ့မှာဝမ်ချမ်ပီယံရှစ်ရဲ့ထိပ်ဆုံးနေရာကိုရောက်မယ်ဆိုတာယုံကြည်နေပါတယ်။အွန်လန်းဆိုင်နဲ့လူချင်းစုံတဲ့အခါဘရိုနီကာဝမ်သာမျက်ရည်တွေကျနေတတ်တယ်။သူတိတ်ပြီးလေးစားအားကျတဲ့သူကဝမ်ကနေအနားယူသွားတဲ့အတွက်လဲဘရိုနီကာတယောက်စိတ်မကောင်းဖြစ်နေမိပါတယ်။ဘလွဲဖြစ်ဖြစ်ဘရိုနီကာကအွန်လန်းဆိုင်ကင်လွန်မြန်မာပရိသတ်တွေရဲ့အသေးစွဲဖိုက်တာအောင်မြင်မဲ့ဖိုက်တာဖြစ်ဝမ်အိုရာချက်ထရီယူဆထားပါတယ်။ဘရိုနီကာကပထမဆုံးနိုင်ပွဲစရချိန်မှာ တခဲနဲ့အားပေးနေတာမြင်ရပြီးတော့ဒီရမကအောင်မြင်ဝမ်ဟုရာချာထရီရဲ့ငွေရှာဇက်တော်မှဖြစ်လာနိုင်ပါ रे ဘရိုနီကာကိုဝမ်နာမည်ကျော်အလစ်ရှိုရိုဒီဂရက်စ်နဲ့ချန်ပီယံကပတ်စိန်ခေါ်ခိုင်းတဲ့အထိကိုစမ်းတင်နေပါ रे ဘရိုနီကာကဘလို့ပြိုင်ဘက်မျိုးကိုမဆိုထိတ်လန့်နေပါမဟုတ်ပါဘူးဘရိုနီကာချန်ပီယံကပတ်မျောလင်းချက်အတွက်နောက်ထပ်ရင်ဆိုင်မဲ့အတားအဆီးကစတမ်ဖြစ်လာနိုင်ပါ रे